ကဲအားလုံးပဲမင်္ဂလာပါဝင်လာပြီဆိုတော့လက်မလေးနှိပ်ပြီးတော့ပုံမတွေအားလုံးပဲနော်မင်္ဂလာပါဗျာကဲအဲ့တော့မင်းရတော့ကျွန်တော်ပြောတယ်နှစ်ပိုင်းပတိတကွာကောင်းဆိုင်မိန်ကွက်အနေနဲ့25ဆိုတော့မင်းရတော့မိန်ကွက်တွေထုတ်ပေးတယ်နော်အဲ့တော့25နဲ့မင်းရတော့အောင်သွားပါပြီအဲ့တော့ဒီနေ့မှာကျွန်တော်တို့28နှစ်7နှစ်3မိနစ်3မိနစ်မှာနော်တကွာကောင်းဆိုင်ထပ်ပြပေးမယ် နောက်ကကျတော့၄ကုံးမှလိုက်ရမယ်ပတ်သီးပြောပြမယ်၄ကုံးမှလိုက်ရမယ်မိန်ကွက်တွေပေါ့အဓိကပတ်သီးမဟုတ်ဘူးအဓိကကျွန်တော်တို့ဝင်မှာမိန်ကွက်တွေရှိမှာအဲ့မိန်ကွက်တွေနဲ့ရောလိုက်မှာဆိုဒီနေ့မှာလုံးဝချင်းတွေပါပေါက်ရမယ်ကဲအဲ့တော့ပေါက်ချင်တဲ့ရှုံးများနေတဲ့တပတ်လုံးသတင်းနာအင်္ဂါ၂ရက်ရှုံးနေတဲ့တောက်ဗုဒ္ဓဘူးနေ့မှာပြန်လိုချင်ပါတယ်ကိုယ့်ရဲ့ရှုံးချေပြန်လိုချင်တဲ့ဆိုတဲ့အမျိုးတွေဝင်လာခဲ့နော်ကိုယ့်ရဲ့ရှုံးချေကိုပြန်လိုချင်တဲ့ဆိုတဲ့အမျိုးတွေဝင်လာခဲ့ เนาะလုံးဝရှယ်အမျက်ကြံ့ကြံ့အောင်ထိုးကျင်ရဆိုတဲ့မျိုးတွေဝင်လာခဲ့เนาะအဲ့တော့ဒီနေ့ဒီမနက်မှာကျွန်တော်မိတ်ဆွေတွေအတွက်ကိုလုံးဝရှယ်ကောင်းတယ်အဲเนาะတကောင်း site တွေရော formula တွေရောပတ်သီး formula တွေပါပေးမှာเนาะเนาะကျွန်တော်ဒီနေ့မှာကျွန်တော်မိတ်ဆွေအကူမတွေကိုเนาะကွန်ချက်တွေဟင်းစားနေမဟုတ်ဘူးဗျာကွန်ချက်ပါပြပြီးမယ်เนาะပတိဒီမြတ်ကရှင်မှာပတိတလုံး2000တောဝယ်เสียမလို့1000တောဝယ်เสียမလို့ကျွန်တော်ဒီနေ့ဒီ లై ကိုဝင်ကြည့်တာပတိ ဘယ်လိုရှားရတယ်ဘယ်လိုယူရတယ်ဆိုတော့ဖော်မူလာတွေပါတခါလေးထုတ်ပေးပါတသက်ဆောင်မူတွေเนาะမှတ်ထားမယ်ဆိုရင်เนาะကျွန်တော်မိတ်ဆွေတွေအားလုံးပဲဒါတန်ဖိုးထားမယ်ဆိုတန်ဖိုးရှိတဲ့အရာတွေပဲเนาะတန်ဖိုးမထားရင်တော့တန်ဖိုးမရှိဘူးဘယ်လောက်ပဲပစ္စည်းတစ်ခုကဘယ်လောက်ပဲတန်ဖိုးကြီးနေပါသေးတန်ဖိုးမထားရင်တန်ဖိုးမရှိဘူးဘယ်လောက်ထိပဲအလကားပဲရရဗျာလမ်းမရပဲကောက်ရကောက်ရတကူတန်ဖိုးထားရင်တန်ဖိုးရှိတယ်เนาะအဲ့တော့အားလုံးကိုကျွန်တော်မိတ်ဆွေအကိုမတွေကိုဒီနေ့မှာပတ်သီးရှာတဲ့မူလေးတွေပြပေးမယ် ်တခါတယ်เนาะတခါတယ်လမ်းမလေးတန်းစီနေမယ် channel ကို subscribe နေရတဲ့ channel လေးကို subscribe နေပြီပါမင်္ဂလာပါဆရာဟုတ်ကဲ့မင်္ဂလာပါအားလုံးပဲမင်္ဂလာပါဗျာเนาะအဲ့တော့ခဏလေးတော့ဆောင်းပေးဝင်လိုက်ထွက်လိုက်မလို့တော့ကျွန်တော်အခုပြောနေတာလူဆောင်ပေးနေတာเนาะအားလုံးကိုလူဆောင်ပေးနေတာလည်းတော့မပေါက်လိုက်ဘူးဆရာရဲ့တဲ့မနေ့ကမပေါက်လိုက်မထိုးလို့မပေါက်တာဗောဒါရှင်းရှင်းလေးကိုမနေ့ကကျွန်တော်ပြီးက6ကွာလာမှဒါပဲရှိတယ်လေအဲ့တော့မထိုးလို့မပေါက်တာဗောဟုတ်တယ်အဲ့တော့ကျွန်တော်ပြောမယ်ဟုတ်တယ်ဗောနော် ဒီလမ်းမလေးတန်းစီနေမယ်လူလေးခဏစောင့်ဝေးမယ်5မိနစ်ပြည့်ပြီဆိုတော့ကျွန်တော်ပြပေးမယ်ပတ်သိမှုတွေပါစပြီးတော့ပြပေးမယ်နော်ဒီနေ့ကကျွန်တော်တို့က28ရက်နေ့28ရက်နေ့ဒိတ်ပဲတက်လိုက်။ဟုတ်ပြီ။အဲ့တော့28ရက်နေ့ဒိတ်ပဲတက်မယ်။အဲ့ဒီတော့နေကုန်ပေါ့နော်။တရားစာပတိ တရစာပတိယနှလုံးရှိရဲ့ဗျာနော်အကြမ်းရင်းလေးတွေနဲ့သွားပြီးမယ်အရှိမသွားဘူးရှိသွားရင်တော့အချိန်တွေအများကြီးကုန်သွားမှာဆိုလို့နော်ညာပိုင်းနှွင့်ပြီးဘူးမနည်းကညာမနှွင့်ပြလိုက်ဘူးနော်တရစာပတိပတိနဲ့မင်းကွက်လေးတွေရှိပြီးမယ်ဟုတ်ပြီနော်တရစာပတိရဲ့နောက်ကကြတော့သူ့ရဲ့ပတိနှလုံးရဲ့ ဒါမိန်ကွက်ကလေးရေပေါ့နော်တကယ်မိန်ကွက်ကလေးတင်ရစာထိုးရမိန်ကွက်ကလေးရေပေါ့နော်ဟာလာလေးပါရွေးပြီးမယ်နောက်ထွက်လိုက်ဝင်လိုက်မလုံးနဲ့ခဏလေးစောင့်ပြီး10မိနစ်ပဲစောင့်ဝင်ပြပြီးမယ်ဟုတ်ပြီနော်ထွက်လိုက်ဝင်လိုက်မလုံးနဲ့10မိနစ်ပဲစောင့်ပြီးပြပြီးပါမယ်နော်အဲ့တော့ပတိကနေရင်စပြပြီးမယ်နော်လမလေးတန်းစီနေပြီးမယ်လမလေးတန်းစီနေပြီးမယ်ကြည်နေတောက်ချင်းစီတိုင်းအားလုံးပဲကိုကြည်နေနေကိုရဲ့ဖုံးမှန်ဆက်ခရင်ကိုလက်ညှိုးလေးနဲ့ဒီလိုလေးတောက်ပြရတော့လမနေပြီးသားဖြစ်သွားလိမ့်မ ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ပတိကနေစပြပြီမယ်ပတိကနေစပြပြီမယ်ဆိုတော့ဒီကနေစပြပြီမယ်၃လိုင်းလောက်တော့ဆက်ပြီမယ်ပေါ့နော်ဒီနေ့၃ဒီ၃လိုင်းလောက်တော့ဆက်ပြီလိုက်မယ်အဲ့တော့ဒီကောင်းနေစပြမယ်ဆိုတော့ကျွန်တော်တို့ကအဲ့ဒီဘက်မှာကြည့်မယ်ကျွန်တော်တင်းနေတာနေမှာတဲ့သူကတစ်တစ်ဆိုပြီးတော့ထွက်ထားတယ်တိနေနေမှာထွက်သမျှကနန်းတိုင်းကိုကနန်းကိုသူ့ရဲ့မူသေးပေါင်းခြင်းကျွန်တော်တို့ကဘာနဲ့ပေါင်းရလဲဆိုတော့ကျွန်တော်တို့က3 3နဲ့ပေါင်းရတယ်တစ်တစ်ကို တို့ကတင်းနာနေမှာတစ်တစ်လို့ထွက်တာတစ်ဘူးထွက်တာရဲ့အဲ့တစ်ဘူးကိုတင်းနာနေမှာထွက်တဲ့ကနန်းတိုင်းကိုသုံးသုံးနဲ့ပေါင်းတယ်ရတဲ့ကနန်းကနှလုံးသုံးဖို့တစ်လုံးနဲ့ရတယ်တစ်လုံးသုံးဖို့နှလုံးသုံးသုံးသုံးနဲ့ပေါင်းတော့လေးလေးလို့ရမှာကနန်းတစ်လုံးပဲထွက်မယ်အဲ့ဒီကနန်းကဗိုလ်တော်ဘူးမကြော်မှာအကြများတဲ့စစ်ပြပေးမယ်ဟုတ်ပြီနော်စစ်ပြပေးမယ်ကွန်ကြပ်ပါပြပေးနေရနော်ဟင်းသားနေပေးနေရမို့ကွန်ကြပ်ပါပြပေးနေရ၉၅၉၅ကိုသုံးသုံးနဲ့ပေါင်းမယ် သုံးသုံးနဲ့ပေါင်းလို့ကျွန်တော်တို့ကရှင်းနှစ်လို့ရမယ်အဲရှင်းနှစ်ကဗောဓဘူးမကြော်ပါအ ਨੇ ဆုံးတစ်လုံးချင်းသေးပါတစ်လုံးကြပြရမယ်ဗောဓဘူးကြော်ပါတစ်လုံးကြပြရမယ်နှစ်တစ်လုံးကြဟောဒီမှာ၄၅ကို၃သုံးနဲ့ပေါင်းလို့ကျွန်တော်တို့ပါကြရတယ်ခွန်ရှစ်ခွန်ရှစ်ကဗောဓဘူးမကြော်ပါအ ਨੇ ဆုံးတစ်လုံးကြပြရမယ်ရှစ်တစ်လုံးကြဟောဒီမှာတစ်ဘူးတစ်ဘူးကို၃သုံးနဲ့ပေါင်းတော့၄၄လို့ရမယ်၄တစ်လုံးဒီဘက်မှာဖောက်တယ်၉၆၉၆ကို၃သုံးနဲ့ပေါင်းတော့ကျွန်တော်တို့ကပါရမယ် နှစ်ကိုနှစ်ကိုကဗော်ဒဘူးမကြုံမှာတလုံးချင်းတွေပါပါကြမယ်ဒီဘက်မှာဗော်ဒဘူးကိုကြော်ပြီးတော့ကြာတာပရင်းနေကြမှာနှစ်တလုံးကြာသွားတယ်နော်ဟောဒီမှာကိုဘူးကိုဘူးကို၃၃နံပေါင်တော့နှစ်နှစ်နှစ်တလုံးကရအောင်အဲ့နှစ်တလုံးကဗော်ဒဘူးမကြုံမှာကြာပြရမယ်ဆိုတော့60နှစ်ဆိုပြီးတော့ကြာဒီကောင်လေးကဖောက်ပင်တော့နဲတယ်တော်တော်များများမှန်တယ်တော်တော်ပြပြီးတာပါအဲ့တော့အားလုံးပဲအကျိုးရှိမယ်လို့ယုံကြည်တယ်နော်နော် ဲ့တော့နောက်တစ်ပွဲကိုဆက်သွားကြည့်ဟောဒီမှာ3-3 3-3ကိုကျွန်တော်တို့ကဗိုလ်တော်က3-3နဲ့ပေါင်းတော့6-6 6တလုံးပေါ့6တလုံးကဗိုလ်တော်မွန်းကြောင်မှာကြပြန်6တလုံးကြ4-6-6ဘူးကြခွန်ခွန်က3-3နဲ့ပေါင်းတော့3ည3ညဗိုလ်တော်ဘူးမကြောင်မှာကြပြီလေ2-6ကို3-3နဲ့ပေါင်းတော့ကျွန်တော်တို့က5-9 5-9ကဗိုလ်တော်ဘူးမကြောင်မှာဗိုလ်တော်ဘူးကြော်ပြီးတော့ကြကြသာပြီးနေကြမှာကြနော် နှစ်သုံးနှစ်သုံးဟာသုံးသုံးနဲ့ပေါင်းလို့ကျွန်တော်တို့ကဗာရမယ်ငါးချောင်းငါးချောင်းဗော်ဒူးမကျော်မှာကြာပြီလေ၄၀ကိုသုံးသုံးနဲ့ပေါင်းလို့ကျွန်တော်တို့ဗာရမယ်ခွန်သုံးခွန်သုံးကဗော်ဒူးမကျော်မှာကျွန်တော်တို့ကသုံးခွန်ကြာပြီနောက်ကကြတော့ဒီမှာယူလို့မရဘူးဟော်ဒီဘက်မှာယူတော့ဟော်ဒီဘက်မှာယူလို့မရဟော်ဒီ6 9နဲ့စာကြီး6 9ကို3 3နဲ့ပေါင်းလို့6 8 6 8ကဗော်ဒူးကိုကြော်ပြီးစတာပတိနေကြမှာ3 8ဆိုကြတယ်နော် အများဆုံးကြီးကျန်သာမလေးတွေမနဲ့ထီပဲပြီးရပါတော့ဒီမူဒီမူကပါနော်အများဆုံးကိုကျွန်တော်လိုက်ကြည့်ရတဲ့လောက်တော့ကျန်သာပလေးနေမနဲ့ထီပဲပြီးသွားတယ်ပေါ့နော်အဲ့တော့ဒီမှာပေါ့3ညာ9 3ညာ9ကိုကျွန်တော်တို့3 3နဲ့ပေါင်းတော့3 8 3 8ကဘုရဘူးမကြုံပါတစ်လုံးကြာမယ်3 8နှလုံးကြာပေးထားတယ်ဒီဝဲရှီလို့မြောင်နောက်တစ်ပတ်ကိုဆက်သွားကြည့်ဒီဝဲကြီးလို့မြောက်နှစ်သုံးနှစ်သုံးကို၃သုံးနဲ့ပေါင်းတော့ကျွန်တော်ပါရမယ်၅၆၅၆ကပေါ်တယ်ဘူးမကြုံပါအနည်းဆုံးတစ်လုံးဆိုတော့63ဆိုပြီးဒီမှာကြာပါတယ် အဲ့တော့အဲ့တိုင်းပဲအဲ့မူတိုင်းဆက်သွားမယ်ဆိုရင်ကျွန်တော်တို့ကတစ်ဘူးလို့ကြာတာတင်းနေရနေမနက်ပိုင်းမှာတစ်ဘူးလို့ထွက်တာညောင်သုံးသုံးနဲ့ပေါင်းတော့ကျွန်တော်တို့လေးလေးလို့ရမယ်အဲ့တော့လေးတလုံးလေးတလုံးကဘိုးတက်ဘူးမကြော်မှကြာဘူးအရန်အကောင်းအဲ့တော့တင်းနေတာအင်းကနှစ်ရက်ရှိသွားအဲ့နှစ်ရက်တော့တည်းမှာလေးတလုံးမှမစင်တာဘူးအဲ့တော့ဘိုးတက်ဘူးနေမှာလေးတလုံးစင်းဖို့ချိန်တည်အဲ့တော့လေးလုံးပတ်တီဇာတ်ဥပတိလေးလုံးပတ်တီမပြီးသေးဘူးเนาะနောက်ကြတော့ကောင်းဆိုင်ယူပါပြပြီမှာเนาะ လေးသလုံးပါတိလေးပါတိပြီးသွားပြီအဲ့တော့နောက်တဲ့ပါတိသလုံးကိုထက်ရှာပြမယ်ပါတိမှုတွေပါပြပြီးခင်ဗျာနော်အသုံးတဲ့မတင်ရဲ့အဲ့တော့ကျွန်တော် channel ကို subscribe နေတာဆိုတာလကားပြောတာမဟုတ်ဘူးကျွန်တော်ကိုမတွေအားလုံးပဲ channel ကို subscribe နေတာမှဆိုရင်ဘယ်တော့မှအကျိုးမရဘူးဟုတ်တယ်နော် channel ကို subscribe နေတာမှဆိုကျွန်တော်ကိုမတွေဘယ်တော့မှအကျိုးမရဘူးနော်အဲ့တော့နောက်ထပ်တမှုထက်ရှာပြမယ်နော်ကိုယ့်ကိုပါတိများကရှိမှယူတိုးစရာမလိုဘူးကိုယ့်ကိုဒါထိုးယုံနေရတယ်များကရှိမှသွားပြီးယူထိုးနေစရာမလိုဘူး ဟုတ်တယ်ကိုယ်တွက်ထိုးလို့ရအောင်ပြပေးနေဟုတ်ဒီမှာကြည့်မယ်ဒီကောင်ကဒီပတိမှုကြတော့ကြာသာပရိဘိုးတော်ဘူးကြာသာပရိတောက်ကြဒီ၃ရက်ထွက်ဖို့တော့အရေးကြီးတယ်ဒီ၃ရက်ထွက်ရင်ရပြီအဲ့တော့ဒီမှာ၃ရက်ထွက်တယ်အဲ့တော့ဒီ၃လုံးပေါင်းချင်း၉၅၃ညာဒီ၃လုံးပေါင်းချင်းက၄အဲ့၄ကဘိုးတော်ဘူးမကျော်မှာကြောက်ဖို့အရင်အကောင်းနောက်တစ်ဖက်ကြာတယ်နော်၄၅၄နဲ့၄ကြောက်ကြာတယ်နောက်တစ်ဖက်ဦးကြည့်မယ်၄၃ကိုဒီ၃လုံးပေါင်းချင်းက၆ လေး၃ခုဒီ၃လုံးပေါင်းခြင်းက6အဲ့6ကဗိုလ်တော်ဦးကကြော်မှာကြောက်ဖို့ရမ်းကောင်းတယ်၃ရက်မကြော်ပါဘောနော်အဲ့တော့6တလုံးကြာတယ်နောက်တစ်ပွဲကိုဆက်သွားကြည့်ဒီပွဲမှာယူလို့မရဘူးနော်နောက်တစ်ပွဲကိုဆက်သွားမယ်ဟို6 7ဒီ၃လုံးပေါင်းခြင်းက၄အဲ့၄ကဗိုလ်တော်ဦးကကြော်မှာကြောက်ဖို့အရန်အကောင်းတယ်ဆိုတော့ကျွန်တော်တို့48ဆိုပြီးတော့ဗိုလ်တော်ဦးနဲ့ညှက်နေမှာကြာထားတယ်ဟုတ်ပြီနော်၄၅နှစ်ဒီ၃လုံးပေါင်းခြင်းကကျွန်တော်တို့ကတက်လို့ရ၄၅နှစ်ဒီ၃လုံးပေါင်းခြင်းကတက်လို့ရတယ် ဲ့တော့ဒီတစ်ကကိုနောက်တစ်ပတ်ဘော်ဒဘူးမကြောင်ပါကြောက်ကိုရန်အားကောင်းနေဆိုတော့တစ်ဘူးရဲ့တစ်ချစ်ရဲ့တင်းလာတဲ့အင်္ကာမှာကြာသွားတယ်ဟုတ်တယ်နော်ဟောဒီမှာ6ဟောဒီမှာ9ဟောဒီမှာတော့3ပေါ့နော်6 9 3ဒီ3လုံးမုံချင်းက8အဲ့8ကဘော်ဒဘူးမကြောင်မှာကြောက်ကိုရန်အားကောင်းနေဆိုတော့ဘော်ဒဘူးကြောက်ကိုကြာသာပတိနေမှာနဲ့ပါပဲကြာသာတယ်98ဟုတ်ပြီနော်နောက်တစ်ပွဲကိုကြည့်မယ်6 1 6ဒီ3လုံးမောင်းချင်းက3အဲ့3ဘော်ဒဘူးမကြောင်ကကြောက်ကိုရန်ကောင်းနေတော့83အင်္ဂါနေ့ညနေမှာ ြတာလေ6ခွန်1ဒီ3လုံးပေါင်းချင်းက4 4ဟာဗုဒ္ဓဘုမကျော်ပါကြောက်ကြာတာပရိနိမနဲ့ကြပါကြာတာလေဒီဘွဲမှာယူလို့မရဘူးနောက်တော့ဒါငလင်လောက်တဲ့နေ့နော်6-4-1ဒီ3လုံးပေါင်းချင်းက6-4-1ဒီ3လုံးပေါင်းချင်းက4လို့ကြာတာလေ4ဟာဗုဒ္ဓဘုမကျော်ပါကြောက်ဖို့အကောင်းအကောင်းနေဆိုတော့6-4ရဲ့8-4ရဲ့ကြာတာလေ ရှင်းနှစ်6ဒီသုံးလုံးပေါင်းချင်းကကျွန်တော်မိတ်ဆွေတွေ6လို့ရတယ်အဲ6က300ဒေါ်လာကျောက်ကိုအရန်ကောင်းနောက်တစ်ပတ်မှာပို့တော့ဘူးနေရာနေစရပြောင်းဖို့ကျန်သာပတိနည်းညက်လေးကြမှာ86ဆိုပြီးတော့ကြာတာနောက်တစ်ဝဲကိုဆက်သွားကြည့်အရန်အားကောင်းတဲ့မူတွေနော်တသက်စာမူတွေသုံးတန်ရွှေတွေကြီးပဲခွန်6တောင်ကြဒီသုံးလုံးပေါင်းချင်းက3ဒီ3ဒီ3ကဗုဒ္ဓဘုရားကျောင်းမှာကျဖို့အားကောင်းတယ်ဆို39ကျတယ်နောက်တစ်ဝဲကိုကြည့်မယ်နော် ခွန်ရှစ်လေးဒီသုံးလုံးပေါင်းချင်းကခွန်ရှစ်လေးဒီသုံးလုံးပေါင်းချင်းကကိုအိုက်ကိုဗုဒ္ဓဘုံမကြောင်မှာကြောက်ဘူးအားကောင်းတယ်ဆိုတော့ပါကြတာတယ်ကိုဘူးကြတာတယ်တစ်လေးခွန်ဒီသုံးလုံးပေါင်းချင်းကနှစ်အိုက်နှစ်ကဗုဒ္ဓဘုံမကြောင်မှာကြောက်ဘူးအားကောင်းတယ်ဆိုတော့နှစ်3ရက်နှစ်9ရက်ကြာတာတယ်အဲ့ဒါအဲ့ဒါကိုရလိုက်တယ်ဆရာမင်းကွက်ကနှစ်ကိုကြိုက်လို့ပတ်လိုက်တာနော်ကဲအဲ့တော့လာပြီနော်လာပြီ 196ဒီ3လုံးပေါင်းချင်း196ရဲ့6ဒီ3လုံးပေါင်းချင်းက6အဲ့6ကဗုဒ္ဓဘူးမကြောင်ပါကြားဖို့အားကောင်းတယ်ဆိုတော့ဒီနေ့မှာဗုဒ္ဓဘူးမကြောင်ပါကြားဖို့အားကောင်းတယ်ပတ်သိနှလုံးရှိတယ်တစ်လုံးကတော့ကြားဖို့ဂျာကန်တို့ကျင်းသေးတစ်လုံးကြားဖို့ဂျာကန်တို့ကျင်းသေးတယ်အဲ့တော့46နှလုံးပတ်သိ46နှလုံးမှာဒီနေ့နေကုန်မှာ4ရဲ့6ရဲ့ဟာတစ်လုံးအနည်းဆုံးကြားဖို့ရှိတယ်4ကြားမလား6ကြားမလားကဲအဲ့တော့4ရဲ့6ရဲ့လို့ကြားလာပြီဆိုရင်အဲ့4နဲ့6နဲ့ တ်သီးနှလုံးနဲ့ဗုဒ္ဓဥမကျော်ပတ်သီးနှလုံးလိုပဲနောက်ထပ်ဗုဒ္ဓဥမကျော်ဇာတုံးမွေးခွေဆိုတာရှိတယ်เนาะအဲ့တော့အဲ့ဇာတုံးမွေးခွေကိုတစ်ချက်အဲ့ဇာတုံးမွေးခွေမှာဒီ၄၆နဲ့ပတ်သက်ပြီးတော့ရှားလာမဲ့ခဏနေရှိတယ်အဲ့တော့အဲ့လာလေးကိုတစ်ချက်လိုက်ပြီးတော့စစ်ကြည့်မယ်ဟုတ်ပြီเนาะအဲ့တော့ဒီမှာကြည့်မယ်၄နဲ့ဆိုရင်ကျွန်တော်တို့ပါတီထိုးအောင်မယ်၄၅လေခောလေရှိနောက်ကကြလောလေကူ 4ဘူးအာအဲ့တော့2 4 5 6เนี่ยပတ်သက်ပြီးဒါထုတ်မယ်6 4 6 8 6 9 10ဘူးအဲ့တော့ကဏ္ဍကဘယ်နှခွက်ရှိမှာအားလုံးပဲ6ခွက်ရှိမှာဒီ6ခွက်ကနေကုန်တရက်စာတရက်စာဒီ6ခွက်

ကဲအဲ့တော့တကောကောင်းဆိုင်ကိုဆက်ပြပေးရအောင်နော်ကြီးနေတဲ့တောက်ချင်းစီတိုင်းအပြင်းမကြီးပါနဲ့ဘောင်းရတဲ့လှုပ်ရှားတာမဟုတ်ဘူးကြီးနေတဲ့ဖုံးမဆက်ခွင်ကိုလက်ညှိုးလေးနဲ့ဒီလိုလေးတောက်ရအောင်နော်အဲ့ဒါဆိုရင်လမနှိပ်ပြီးသားဖြတ်သွားလိမ့်မယ်ကဲအဲ့တော့ဆက်ကြည့်မယ်ဆက်ကြည့်မယ်ဆိုတော့ လမလေးနှိပ်ပေးပါအဲ့ကမင်းရပဲအဲ့ကိုကကိုသွားတို့အဲ့ကိုကအဲ့ကိုကကိုသွားတို့နော်ခဏကကိုကသခင်ကျော်ရိုက်ပြီးတော့ကြီးသွားအဲ့ကိုကကိုသွားတို့အဲ့ကိုကကြောက်ဖို့အရန်အကောင်းနေဒီနေ့မှာနော်အဲ့တော့တကောကောင်းဆိုင်လေးတစ်ချက်ကြည့်ပြီးတော့သွားတို့နော်ကဲအဲ့တော့ကြည့်မယ်နော်သူမကြက်ပဲနဲ့တော့စောင့်နေရနော်ခမင်းလေးတို့ချက်လိုက်ပါဦးလို့နော်ကဲအဲ့တော့ ဒီကောင်းကသူကဘလို့လာလဲဆိုတော့ဒီ၃လုံးပေါင်းချင်း၉ဖြစ်လို့၆လေး၉ဒီ၃လုံးပေါင်းချင်း၉ဖြစ်လို့၆လေး၉ဒီ၃လုံးပေါင်းချင်း၉ဖြစ်လို့ဟောဒီဒီ၄လုံးပေါင်းချင်းက၉လို့ဖြစ်တယ်ဟုတ်ပြီနော်လေတိရှိဒီ၃လုံးပေါင်းခြင်းက၃လို့ဖြစ်လို့ဟောဒီ၄လုံးပေါင်းခြင်းက၃လို့ဖြစ်တယ်။ဟုတ်ပြီနော်။ဟုတ်ပြီနော်။ ဒီသုံးလုံးပေါင်းခြင်းကဒီသုံးလုံးပေါင်းခြင်းကိုပြည့်လို့ဒီနှလုံးပေါင်းခြင်းကိုဒီသုံးလုံးပေါင်းခြင်းကကျွန်တော်တို့ကအသုံးဖြစ်လို့ဒီနှလုံးပေါင်းခြင်းက3လို့ဖြစ်တယ်။ဟုတ်ပြီဒီသုံးလုံးပေါင်းခြင်းကတဲ့ခွန်ဖြစ်လို့ကိခွန်ကိုဒီသုံးလုံးပေါင်းခြင်းကခွန်ဖြစ်လို့ချိုးချိန်မမီတော့ဘူးမီလေး17နာရီ5မိနစ်ပဲရှိသေးတယ်လေမီတယ်လေဟော 85ဒီလေးကွက်ပေါ့နော်ဒီလေးကွက်ဒီမလဲတို့ရတာဒီလေးကွက်ဒီ85မိန်းကွက်နော်အဲ့တော့ဒီတန်းမှာဆိုရင်ဒီကနက်6ကွက်နဲ့ရှင်ပဲဆိုရင်ကနက်အစိမ်းကဘယ်နှကွက်ရှင်ပဲဆို9ရဲ့6ကရဲ့ဒီနှစ်ကွက်ပဲရှင်မှာဟုတ်ပြီနော်ဒီကနက်နှစ်ကွက်ပဲရှင်မှာတွားထုတ်တော့ကြပြီနော်ထိုးကျင်တဲ့ဆိုတဲ့မျိုးတွေမမီဘူးဆိုတဲ့မျိုးတွားထုတ်မှဆိုတော့ဒီ6ကွက်နဲ့ဒီကနက်နှစ်ကွက်နဲ့ထိုးရင်ကြပြီနော်9ရဲ့6ကတရားဒီ6ကွက်နဲ့ဒီကနက်နှစ်ကွက်နဲ့ထိုးရင်ရပြီနော်ကြရပြီနော်စကွန်ရောက်ရိုက်မယ်ဆိုရင်ရိုက်တာကြီး နော်ဒီ6ခွက်နဲ့ဒီကနေ့2ခွက်နဲ့ပဲထုတ်နော်ခွန်ကားတော့မေးခွန်ကားမေးကြဲအဲ့တော့ဆက်ကြည့်မယ်ဆိုတဲ့မျိုးတွေကြည့်လို့ရတယ်မကြည့်ချင်မှမကြည့်ချင်လို့ထွက်သွားခြင်းနဲ့သွားထိုးလို့မှဆိုရင်သွားထိုးတော့ပါနော်အဲ့တော့ဒီ3လုံးပေါင်းခြင်း9ဖြစ်လို့ဒီ1လုံးပေါင်းခြင်းက9ဒီ3လုံးပေါင်းခြင်းက3ဖြစ်လို့ဒီ1လုံးပေါင်းခြင်းက3ဒီ3လုံးပေါင်းခြင်းကခွန်ဖြစ်လို့ဒီ1လုံးပေါင်းခြင်းကခွန်ဆိုပြီးတော့ကြပါလိမ့် ဲ့တော့ဒီသုံးလုံးပေါင်းချင်းကိုဖြစ်လို့ဒီသုံးလုံးဒီနှလုံးပေါင်းချင်းကကိုအဲ့ကိုဒီသုံးလုံးပေါင်းချင်းကကိုဆိုပြီးတော့ထပ်ပြစ်ပေးထားတယ်ဟုတ်ပြီနော်ဒီသုံးလုံးပေါင်းချင်းသုံးဖြစ်လို့ဒီသုံးဒီနှလုံးပေါင်းချင်းကသုံးအဲ့သုံးကိုဒီဒီသုံးလုံးပေါင်းချင်းကသုံးဆိုပြီးတော့ထပ်ပြစ်ပေးထားတယ်ဟုတ်ပြီနော်ဒီသုံးလုံးပေါင်းချင်းကခွန်ဖြစ်လို့ဒီနှလုံးပေါင်းချင်းကခွန်လို့လိုက်ဖြစ်ပြီးပြီးတော့ဒီသုံးလုံးပေါင်းချင်းကခွန်လို့ထပ်ဖြစ်ပေးရမယ်ဆိုကျွန်တော်တို့ဒီမှာဗာထိတ်ထည့်ပေးရမယ် တိရမစိရေပျောက်ချင်းဒီမှန်တော့ပြပါအဲ့တော့ဒီသုံးလုံးပြန်ပြပြမယ်ဒီသုံးလုံးပေါင်းချင်းကိုဖြစ်လို့ဒီသုံးလုံးပေါင်းချင်းကိုဖြစ်ပြီးတော့ဒီသုံးလုံးပေါင်းချင်းကကိုလိုလိုက်ဖြစ်ပေးရဒီသုံးလုံးပေါင်းချင်းသုံးဖြစ်လို့ဒီနှလုံးပေါင်းချင်းသုံးဖြစ်ပြီးတော့ဒီသုံးလုံးပေါင်းချင်းကသုံးလိုလိုက်ဖြစ်ပေးရနော်ဒီသုံးလုံးပေါင်းချင်းကခွန်ဖြစ်လို့ဒီနှလုံးပေါင်းချင်းကခွန်ဖြစ်ပြီးတော့ဒီသုံးလုံးပေါင်းချင်းခွန်လို့လိုက်ဖြစ်ပေးရမှာဆိုရင်ဒီမနက်မှာကျွန်တော်တို့ဗားထိတ်တဲ့စေရအောင် ကေကိုနှလုံးပေါင်းချင်းတုံညာရှိတယ်ကြောင်တုံညာကိုခွန်ဖျက်ရမှာဆိုဒီမှာခွန်ထိတ်ဆိုပြီးတော့ထက်မထက်ပြရောလားခွန်ထဲဟုတ်ပြီနော်ဟုတ်ပြီနော်ကဲ तू ကအဲ့လိုမလာပဲနဲ့နောက်တစ်ဆိုင်နဲ့လာမယ်နော်နောက်တစ်ဆိုင်နဲ့လာမယ်နောက်တစ်ဆိုင်နဲ့လာမယ် तू ကဒီဆိုင်နဲ့မလာပဲနဲ့ဒီလိုဒီဆိုင်နဲ့လာမယ်ဆိုရင်ကိုတစ်ကိုဒီသုံးလုံးပေါင်းချင်းကကိုဖြစ်လို့ဒီသုံးလုံးပေါင်းချင်းကကိုလို့ဖြစ်ပြရတယ်ရှစ်ကွန်ရှစ် ဒီသုံးလုံးပေါင်းခြင်းက3ဖြစ်လို့ဒီသုံးလုံးပေါင်းခြင်းက3လို့ဖြစ်ပြရတယ်။ဟုတ်ပြီ။အဲ့တော့ဒီ6 6 7ဒီသုံးလုံးပေါင်းခြင်းက6ဖြစ်လို့ဒီသုံးလုံးပေါင်းခြင်းက6လို့ဖြစ်ပြရမှာဆိုဘာတွေကြီးတတ်ထည့်ပြရမလဲ။နားလည်လားမသိဘူး။ဒီကိုတီကိုဒီသုံးလုံးပေါင်းခြင်းကကိုဖြစ်လို့ဒီသုံးလုံးပေါင်းခြင်းကကိုဖြစ်တယ်ဒီသုံးလုံးပေါင်းခြင်းကသုံးဖြစ်လို့ဒီသုံးလုံးပေါင်းခြင်းကသုံးဖြစ်မယ် နော်အဲ့လိုမျိုးပဲဒီသုံးလုံးပေါင်းချင်းကကိုဖြစ်လို့ဒီသုံးလုံးပေါင်းချင်းကကိုလို့ဖြစ်ပြရမှာဆိုရင်6ထိတ်ဟုတ်လားအဲ့တော့ခွန်ထိတ်6ထိတ်ဆိုပြီးလဲကြာအဲ့တော့နောက်ဝိဆိုင်တစ်ဆိုင်ပဲရှာနောက်ဝိဆိုင်ရှာတော့မယ်အဲ့တော့နောက်ဝိဆိုင်ကိုချက်တိုက်ကြည့်ပေးမယ်အဲ့တော့နောက်ဝိဆိုင်ရှာမယ်ဆိုတော့ကျွန်တော်တို့ဒီမှာထွက်ဆင်ပြန်ရဲဒီမှာဆိုရှုပ်သွားမှာဆိုလို့နော်နေ3ရဲ6 3ရဲနေ9ရဲ40ရဲအပြီးတော့18ရဲ တက်ခေါ်ရဲ့၄ကိုရဲ့ဖုံကိုရဲ့၃ညာရှိရဲ့၆၃ရဲ့တပူးရဲ့30ရဲ့နောက်ကကြတော့ကျွန်တော်တို့ကတက်ကိုရဲ့ငငိုင်းဟုတ်ပြီနော်အဲ့တော့နောက်တဲ့ဒက်ဆိုက်ကိုစက်သွားကြည့်မယ်နော် ဲ့တော့နောက်ပိတ်ဆိုင်ကလေးဆိုင်ကသူကဘလို့လာလဲဆိုတော့ဒီ၈ရက်ဒီ၁ရက်ဒီ9ရက်ဒီ3လုံးပေါင်းချင်း၈ခွန်ဒီ3လုံးပေါင်းချင်းကတဲ့၈ခွန်ဒီ3လုံးပေါင်းချင်းက၈ရက်၁ရက်ခွန်ဒီ3လုံးပေါင်းချင်းက6ဖြစ်လို့ဒီဇောင်း3လုံးပေါင်းချင်းက6လို့ဖြစ်ပြရတယ်နောက်ပဲ9ခွန်ကိုဒီ3လုံးပေါင်းချင်းက9ဖြစ်လို့ဒီဇောင်း3လုံးပေါင်းချင်းက9လို့ဖြစ်ပြရ9နောက်ပဲ 863ဒီသုံးလုံးပေါင်းခြင်းကခွန်ဖြစ်လို့ဒီသုံးလုံးပေါင်းခြင်းကခွန်လို့ဖြစ်ပြရမှာဆိုကျွန်တော်တို့ကဘာနောက်ဝိတ်တဲ့ပြရမယ်အားလုံးပဲအားလုံးပဲเนาะ8ခွန်ဒီသုံးလုံးပေါင်းခြင်းက6ဖြစ်လို့ဟောဒီသုံးလုံးပေါင်းခြင်းက6ဒီသုံးလုံးပေါင်းခြင်းက9ဖြစ်လို့ဟောဒီသုံးလုံးပေါင်းခြင်းက9ဒီသုံးလုံးပေါင်းခြင်းကခွန်ဖြစ်လို့ဟောဒီသုံးလုံးပေါင်းခြင်းကခွန်လို့ဖြစ်ပြရမယ်ကျွန်တော်တို့ဘာနောက်ဝိတ်တဲ့ပြရမယ်သိတယ်မိတ်ဆွေတစ်ချက်မှတ်ပြီးပါမှန်ပြီပါ ီသုံးလုံးမကြီးခွန်ပြရမယ်ဒီမှာနှစ်ချစ်ရင်ညာကိုကျွန်တော်ကနှစ်ကိုခွန်ပြရမယ်ဆို၅နောက်ဝိပဲထည့်ပြရပါလေဟုတ်လား၅နောက်ပြီအဲ့တော့ခွန်၅6 5နှစ်ကွက်ရပြီဟုတ်ပြီအဲ့ခွန်၅6 5မှာဒီခွန်၅ကိုကျွန်တော်ဘာကြောင့် main လို့ပြောရတာလဲဘာကြောင့် main လို့ပြောရတာလဲဆိုတော့ဟုတ်တစ်ချက်ဆက်ပြီးတော့ကြည့်သွားမယ်ဟုတ်ပြီနော်ခွန်၅6 5နှစ်ကွက်တဲမှာဒီခွန်၅ကိုကျွန်တော်ဘာကြောင့် main လို့ပြောရတာလဲလို့ဆက်ပြီးတော့တစ်ချက်ကြည့်မယ်ဟုတ်ဒီမှာ၃ည၈လို့တော့ဒီ၃ညကြောင့်ဒီ၃လုံးပေါင်းခြင်းက၃ညလို့ဖြစ်ပြရတယ် ဒီမှာတစ်တော်တယ်ဒီတစ်ကြအောင်တဲ့ဒီသုံးလုံးမောင်းခြင်းကတစ်လို့ဖြစ်ပြရအဲ့တော့တော့ဒီသုံးချက်ကြောင့်ဒီသုံးလုံးမောင်းခြင်း၈တစ်ဒီသုံးလုံးမောင်းခြင်းကတုံကြလို့ဖြစ်ပြရဒီတစ်ကြောင့်တကိုးတစ်ဒီသုံးလုံးမောင်းခြင်းကတစ်လို့ဖြစ်ပြရတယ်ဒီတစ်ကြောင့်ဒီသုံးလုံးမောင်းခြင်းတစ်လို့ဖြစ်ပြရမယ်ဆိုရင်ဒီမှာကိုးရှိရတဲ့ကြောင့်ဒီအောက်မှာဗာပရိတ်ထည့်ပြရမယ်နားလေလား ဒီ၃ညကြောင့်ဒီ၃လုံးပေါင်းချင်း၃ညဖြစ်ပြရတယ်ဒီ၁ကြောင့်ဒီ၃လုံးပေါင်းချင်း၁လို့ဖြစ်ပြရဒီ၁ကြောင့်ဒီ၃လုံးပေါင်းချင်း၁လို့ဖြစ်ရအောင်ဒီမှာ၉ရှိရတဲ့ကြောင့်မဒီအောက်မှာ၁ဖြစ်အောင်ဆိုရင်ဘာပြိဋ္ဌဲ့ပြရမလဲနှစ်ပြိဋ္ဌဲ့ပြရမယ်ဟုတ်လား၉ရဲ့၂ရဲ့ပေါင်းမှာ၁ဖြစ်မှာ၄အဲ့တော့ဒီမှာပေါ့အဲ့တော့ခွန်ဒိစီတွေ့ရခွန်ဒိစီတွေ့ရငါးနှုတ်ဘိတ်တွေ့ရခွန်ငါနှစ်ပြိဋ္ဌတွေ့ရဆိုတော့ပြိဋ္ဌကနှစ်ဆိုတော့ကျွန်တော်တို့က85ကတပတ်ကောင်း ဟုတ်လားဟုတ်လားဟုတ်မှာဟုတ်တယ်ပြောကဲအဲ့တော့နောက်တစ်ဆိုင်ကိုဆက်သွားကြည့်မယ်နောက်တဲ့တစ်ဆိုင်ကိုဆက်သွားကြည့်မယ်အဲ့တော့ကျွန်တော်တို့ဒီမှာထွက်ဆိုင်လေးရေးမယ်နေကို50နောက်ကကြတော့ထီရှိတီရှိရဲ့တစ်ခွန်ရဲ့49ရဲ့ခွန်9ရဲ့ဟာ38ရဲ့63ရဲ့နော် နောက်ပြီးတော့တပူးရဲ30ရဲတကူးရဲ95ရဲဟုတ်ပြီနော်ကဲအဲ့တော့သူကနောက်တဲ့နောက်ပိတ် site ဒီ site ဒါကျွန်တော်တွေးတာမြင်တာတော့ပြပေးမယ်ကျွန်တော်မိတ်ဆွေအားလုံးကကိုယ့်ကိုဆုံးဖြတ်ရမှာနော်ကြိုက်ရင်ကြိုက်ကိုယ့်ကိုဆုံးဖြတ်ရအောင်အဲ့တော့ဒီ sheet ရဲ့ဒီ sheet ရဲ့ဒီလိုခွာပေါင်းခြင်းက6နော် ဒီလို၈၈၈၈ဒီလိုခွာပေါင်းချင်း၆ဖြစ်လို့ဒီသုံးလုံးပေါင်းချင်းက၆လို့ဖြစ်ပြရတင်တော့ပဲဒီ၉ရဲ့ဒီ၁ရဲ့ဒီလိုခွာပေါင်းချင်းက၃ညဖြစ်လို့၈၃၉ဒီသုံးလုံးပေါင်းချင်းက၃ညလို့ဖြစ်ပြရခုနောက်ပဲဟုတ်ပြီနော်ဟုတ်ပြီအဲ့တော့ဒီ၈ရဲ့ဒီ၉ရဲ့ဒီလိုခွာပေါင်းချင်းက9ဖြစ်လို့ဒီသုံးလုံးပေါင်းချင်းက9လို့ဖြစ်ပြရမှာဆိုဘာနောက်ဝိတ်ထည့်ပြရလဲလမလေးတက်စီနေပဲ channel ကို subscribe လုပ်ရရင် channel လေး subscribe နေပြီပါ နော်လမလေးတန်းစီနေမယ် channel ကို subscribe နေတာ channel လေးကို subscribe နေပြီဒီရှိဒီရှိရှစ်ရှစ်ဒီလိုခေါပေါင်းချင်း6ဖြစ်လို့ဒီ3လုံးပေါင်းချင်း6ဖြစ်ရတယ်ဒီခေါပေါင်းချင်း3ညဖြစ်လို့ဒီ3လုံးပေါင်းချင်းက3ညလို့လိုက်ဖြစ်ပေးထားတယ်ဒီလိုခေါပေါင်းချင်းခွန်ဖြစ်လို့ဒီ3လုံးပေါင်းချင်းကခွန်လို့ဖြစ်ပေးရမယ်ဆိုရင်ကျွန်တော်တို့ကဘာနောက်ပေးရမလဲ၄ပိမှန်တယ်နော်ဟုတ်တယ်ကိုတို့ကမှန်တယ်၄အပိအဲ့တော့ကျွန်တော်တို့ကကွန်တက်ကလုံးကရထားတာက ခွန်ထိတ်၆ထိတ်ကို၅လေးအပိတ်နဲ့85ကတကွက်ကောင်းရှင်မင်းတကွက်ကောင်းအဲ့တော့ကျွန်တော်တို့ကဘာတွေရေးရမလဲဆိုခွန်၅၆၅ခွန်၄၆လေးအဲ့မှာကျွန်တော်ဒီ၉ကွက်ကနေကုန်၉ကွက်တရက်စာ၉ကွက်ကအထဲမှာညီရခွန်၄ပါပြီးသား၆လေးပါပြီးသားအဲ့တော့ခွန်၅ရဲ့၆၅ရဲ့နှစ်ကွက်ပဲထည့်ထူအောင်ဒီ၉ကွက်ကိုတော့ဒါမဖြစ်မနေတရက်စာထူအောင်အဲ့တော့ဆက်နေကမ်ပိန်းမှာ၆တော့ပြီးထိုးမှဆိုရင်ခွန်၅ရဲ့၆၅ဒီနှစ်ကွက်ကိုဒါထက်ထည့်ပြီးပေါ့ထိုးပေးမှဆိုရင်ပြီးတော့ ွဲသိမ့်နေเนาะဒီကိုးကွက်ကကျွန်တော်မိတ်ဆွေတကယ်ကောင်းတဲ့ကိုးကွက်เนาะတကယ်ကောင်းတဲ့ကိုးကွက်เนาะအတန်တန်မှာနဲ့เนาะမထိုးတော့မပေါက်တာတော့မပြောတတ်ဘူးเนาะအဲ့တော့မပေါက်ဘူးမပေါက်ဘူးမပေါက်ဘူးဩကြတယ်ပေးတဲ့လူကပြီးခဲ့တဲ့ဘက်တုန်းကလည်းပေးတယ်မူတွေအကုန်ထုတ်ပေးတယ်သနေတနေ့နေ့မှာမူအကုန်ထုတ်ပေးတယ်အဲ့ထုတ်မရမူတိုင်းဗိုလ်တော်မကြောက်မှာအကုန်ကြတယ်အဲ့ဒါလည်းမပေါက်ဘူးမပဲပေါက်မလဲမထိုးမှမထိုးတာပြောတဲ့အတိုင်းမှာလိုင်းမလို့တာပြောတဲ့အတိုင်းလို့ရင်တော့ပေါက်မှာပဲเนาะ မထိုးမရှုံးမချင်းထိုးမှဆိုရင်တော့ရှုံးပါပဲတူရီကမသိမချင်းထိုးလို့ရတယ်နော်မရှုံးမချင်းထိုးမှဆိုရင်တော့ရှုံးပါပဲကိုကဘာလုံးအောင်လဲဇာတို့မူးပဲသူမဟုတ်ဇာတို့ပတ်တိတခုခုပေါ့နော်ဒေယာပဲဖြစ်ဘဲမူပဲဖြစ်တခုခုကိုကိုကဇောက်ချပြီးတော့ဇာတို့လာလိုက်ပြီးတော့ကိုကညက်ပြီဆိုရင်နာနော်အဲ့တော့အဲ့လိုလည်းမလိုက်ဘူးနေတဲ့ကြီးအဲ့လိုလိုက်ထိုးတဲ့လူကကုံပါပဲသမင်းစားကြီးတဲ့လူဘယ်သမင်းဆိုင်မှာမကြောက်တော့လို့နှလုံးထိုးကြပါတယ်နှလုံးကိုထိုးပါနေတဲ့ကိုသူက အမြဲအများကြီးထိုးပါလေဆိုတော့ဘယ်ဓာိုင်းမှမကြောက်ဘူးဒါအပွန်လင်းဆုံးပြလိုက်မေးကြည့်တာလိုက်မေးကြည့်တာဓာိုင်းဒီမှာသူတို့ကပြဿနာတက်တာအဲ့လိုဇာတို့လိုက်တဲ့လူတွေချက်ပဲသူတို့ပြဿနာတက်တယ်ဇာတို့လိုက်ပြီးဆိုသူတို့အမှပွင့်မှုလို့ပွင့်မှုတာပြင်တာဇာတို့လိုက်ပြီးဆိုတခုတကွေးမို့တကွေးညှိပြီးဆိုရင်သွားပြီလေဟုတ်လားတကွေးမို့တကွေးညှိပြီးဆိုရင်သွားပြီဇာတို့လိုက်တာဖြစ်တဲ့ကြောင့်ကိုလိုက်တဲ့ချိန်ကနက်ထွက်တဲ့ချိန်ကကိုယ့်အချိန်ပဲဟုတ်တယ်ဘယ်နေ့မှဘယ်ဟာထွက်မလဲဘယ်နေ့ကဘာထွက်မလဲ ဆိုတာကဘယ်သူမှမသိရဒါပေမဲ့ကိုယ်ကဇာတို့လိုက်ဒီမူတခုကိုကိုယ်ကဇာတို့လိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ထွက်တဲ့ချိန်ကကိုယ့်ချိန်ပဲထွက်တဲ့ချိန်ကကိုယ့်မှာအမျက်ကြီးတယ်နော်အဲ့တော့အမျက်ကိုယ်တွေအများကြီးထိုးပါရဲဆိုတဲ့လူကိုမကြောက်ဘူးဟုတ်လားအကွက်အများကြီးထိုးပါရဲဆိုနေ့တိုင်းအကွက်အများကြီးထိုးပါရဲဆိုမကြောက်ကျွန်တော်ကလည်းကျွန်တော်ပြတ်ပြပြရကျွန်တော်နေ့တိုင်းပဲတွက်ပြပြတာဒါပေမဲ့ကျွန်တော်အားမပေးဘူးနော်ဒါဝင်လင်းဆုံးပြောကျွန်တော်ကိုဒီမှာနေ့တိုက်တွက်ပြပြီးနေ့တိုက်နေ့တိုက်နေ့တိုက်ပြောနေပြီကျွန်တော်နေ့တိုက်တွက်ပြပြီးတာဒါကျွန်တော်ဝင်လင်းဆုံးပြောတာเนาะ ဒါအပွင့်လင်းဆုံးပြောတာကျွန်တော်ကိုမတွေကိုကျွန်တော်ဒါစေနာထားလို့တကယ်စည်ရင်မှန်တယ်ကျွန်တော်ပြောပြတာနော်မရှုံးအောင်မရှုံးတင်တာမရှုံးအောင်ပြောပြပြီးတာနော်ရှစ်ဘက်တရားထောင်စော်ထားတယ်နော်ကောင်းပါတယ်နော်ကဲအဲ့တော့အားလုံးပဲဘိုင်းပါနောက်ရကြမှာပြန်တွေ့ကြမှာနော်နောက်ရကြမှာပြန်တွေ့